ပိတ်ခိုင်းပါရပါအေးရပါဘောတော့ပါရပါမန္တလေးနဲ့စကိုင်းကနေရာလေးခုကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်မေလ10ရက်နေ့တရက်ထဲမှာပဲအရက်သား24ဦးတေဆုံးခဲ့ရပါတယ်။မန္တလေးတိုင်းအတွင်းကဝက်လက်၊တပိတ်ချင်းမြို့နယ်ကကြေးရွာတွေနဲ့စကိုင်းတိုင်း6ဦးမြို့နယ်ကကြေးရွာကိုမေလ10ရက်နေ့မှာမနက်ကောညပါလေကြောင်းကနေတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပြီးတေဆုံးသူတွေထဲမှာကလေးငယ်တွေလည်းပါဝင်တယ်လို့သိရပါတယ်။ အဲ့ဒီတွေကဝက်လက်မျိုးအနောက်ဖက်ခြမ်းရွာတော်ဂုံးကိုပြစ်ခတ်တိုက်ခိုက်မှုအတွင်းအရသား15ဦးအစုလိုက်ပြုံလိုက်တိုက်ဆုံခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ညနေခင်းကိုကျွန်တော်တို့ဝက်လက်အနောက်ချမ်းတမာဂုံးနာကအင်းရွာတော်ဂုံးနဲ့ရွာတော်ဂုံးကိုပြစ်သွားတာကဘလို့ဖြစ်လဲဆိုတော့အခုမနက်မှအကုန်လုံးအားလုံးရှင်းရတာ15လောက်လောက်တွေ့တယ်15လောက်တွေ့တဲ့ဟာကျဝိုင်းလူတောင်ပြောတယ်ကြမင်းညနေကအခုမနက်ခင်းမှာပြန်ပြန်ပိတ်တာကျဝိုင်းမဟုတ်ပါဘူးလို့ပြန်ပိတ်သွားတယ်တကယ်တမ်းကျသူတို့ အချာကုန်လိုက်ခါပြန်ဆဲတာပေါ့ဗျာကျွန်တော်တို့ရောကြောင်ဝိုင်းလို့တိထားတယ်ဗျစင်ကူးမြို့နယ်ကြည်တောက်ပေါက်ကြီးရွာကိုလေကြောင်းကနေဂျက်ဖိုက်တာနဲ့တိုက်ခိုက်ခဲ့တဲ့အတွက်ကလင်းငယ်တဦးပါဝင်6ဦးသေဆုံးခဲ့ရပါတယ်ဒါပြင်စကိုင်းတိုင်း6ဦးမြို့နယ်၃မှန်လာကြီးရွာကိုစက်တက်လီကြီးနဲ့120မမဘုံသီးတွေလာကျဲခဲ့လို့အရက်သား၃ဦးသေဆုံးခဲ့ရပါတယ်သေဆုံးသူတွေဟာမေလ17ရက်နေ့မှာရှင်ပြူတော့မဲ့မောင်ရင်လောင်းနဲ့သူ့ရဲ့ဖခင်ဖြစ်သူပါ ရှင်ပြည်ဝဲမတိုင်ခင်တရက်လိုမှာနေရင်ဘော်ကိုဘုံသီးကြလာတဲ့အတွက်တေဆုံးခဲ့ရပြီးမိခင်ဖြစ်သူနဲ့ညီမဖြစ်သူကတော့စေကူတာမှုခံယူနေရတယ်လို့ရွာကန်တူကပြောပြပါဗါသူကအဲ့ပါပဲဒီလိုမျိုးကျွန်တော်တို့မန်တန်အလူမတန်နဲ့အဲ့ဒီအတန်ချက်ဆက်တည်နေပေါ့နော်အဲ့လိုမျိုးအလူမဟုတ်ဘူးခင်ဗျအဲ့သူတို့ဟိုဒီဟိုပေါ့နော်ဒီဖုန်းကြီးเจ้าမှာပဲသွားပြီးတော့ဆွန့်ကပ်ပြီးတဲ့ခါမှာဒီရှင်ပြွယ်လေးလောက်မှာပေါ့နော်ရှင်ပြွယ်အသေးစားလေးပေါ့ အဲပြောရမယ်ဆိုရင်ဘူကြီးကလည်းတက်နိုင်ပေါ့လေအဲအဲ့လိုတို့အတူချုံလေးပဲလုပ်တဲ့အလှူကိုလီးပါအဲ့ဒါကိုတို့အဲဒီစီစဉ်ထားတာပေါ့လေဒီနေ့မှစီစဉ်ထားတာအဲ့ဒါအနည်းရနေပဲကြည့်သားမှသာချလိုက်ခါကျတော့အဲတို့အိမ်ရဲ့အရှိတ်မှာရှိနေတဲ့အဲဒီအိမ်ကဒီအမျိုးသားတအုပ်နဲ့တည်ဆုံးတယ်အဲသူကလည်းဒီဥကောင်းပြတ်တဲ့ထိုင်ရနေပြီပေါ့နော်ခေါင်းတစ်ခုလုံးကြီးမသွားတယ်ဒီကလေးငယ်လေးကလည်းခေါင်းတစ်ခုလုံးကြီးမသွားတယ်ပေါ့အဲဒီအဖေဖြစ်သူကတော့ဒီလက်တစ်ဖက်ပြတ်ပြီးတော့ဒီတည်ဆုံးသွားတယ်ပေါ့နော် ီးခဲ့တဲ့ဧပြီလ19ရက်နေ့ကလေကြောင်းတိုက်ခိုက်မှုကြောင့်လက်သားအရွယ်ကလေးတွေအပါအဝင်လူပေါင်း40ကျော်တိဆုံးခဲ့ရတဲ့တပိတ်ချင်းမြို့နယ်ရေထက်ရွာကိုလည်းမေလ9ရက်နေ့မှာလေကြောင်းကနေတိုက်ခိုက်ခဲ့ပါသေးတယ်။ဒီကနေ့မေလ17ရက်နေ့မနက်ပိုင်းမှာလည်းအဲ့ဒီဒေသတွေမှာလေကြောင်းတိုက်ခိုက်မှုတွေဆက်ရှိနေပေမဲ့ဒီနေရာတွေကတိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတွေတော့မဟုတ်ပါဘူး။စစ်ကောင်စီကငလင်းတန်းပြန်လည်ထူထောင်ရေးအတွက်ဆိုပြီးမေလ6ရက်နေ့ကနေ31ရက်နေ့အထိအပြစ်ခတ်ရဲစဲရေးတပ်တန်းတိုးတယ်လို့ဆိုထားပေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေကတော့ရနာချင်းမရှိပဲတိုက်ပွဲမရှိတဲ့နေရာတွေကိုပါပြစ်ခတ်တိုက်ခိုက်နေတာပါဒါအင်တာမလူမဆန်နဲ့လုံရက်ပေါ့လေလူမဆန်နဲ့လုံရက်ပေါ့ဟိုကျွန်တော်တို့တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘူးအဲနောက်တစ်ခုကဒီနေရာမှာပေါ့နော်အဲဘယ်လိုမျိုးလက်နက်ကင်အင်အားစုမှလည်းမရှိအဲဒီလိုမျိုးအနေအထားတစ်ခုမှာကျွန်တော်တို့ပြည်သူနေအိမ်တွေပေါ်မှာဒီစိမရှိကမ်းမရှိဟိုဒီရဲရဲစက်စက်ဘုံကျဲတိုက်ခိုက်တဲ့ဆိုတဲ့အရာကြီးကအဲဒီလုံးဝဟိုဒီ လူမဆန်နဲ့လောက်ရဲ့လို့ပဲကျွန်တော်တို့ကမြင်ပါတယ်ဟုတ်ကဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လူသေဆုံးမှုများနေတဲ့အညာဒေသမှာအမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီရဲ့ပြည်သူ့ကော်မတီတပ်ဖွဲ့ပကဖတွေဘက်ကဘုံခိုခြင်းတွေတူဖို့နှိုးဆော်မှုတွေရှိပါတယ်။ဒါပေမဲ့ဒေသခံတွေအတွက်တော့စာဝတ်နေရေးခက်ခဲနေချိန်မှာတိမ့်ဆဲချီကုန်ကြမဲ့ဘုံခိုခြင်းတွေတူဖို့အလှမ်းဝေးနေစေဖြစ်တယ်လို့ဆိုကြပါတယ်။